အားလုံးပဲမြင်ကြပါဒီနေ့မှာတော့ Fleming's ရဲ့ right hand rule အကြောင်းကို sharing လုပ်ပြပါမယ်အဲ့တော့ Fleming's ရဲ့ right hand rule ကိုနောက်တနည်းအားဖြင့် generator rule လို့လည်းခေါ်တယ်။ဒါကြောင့်လေဆိုတော့ generator တွေကနေပြောပါတော့ဒီ layer set ထုတ်တဲ့အခါမှာဒီ Fleming's right hand rule အတိုင်းကိုအသုံးပြုထားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့တော့ဘာလဲဆိုတာတစ်ချက်လောက်လေ့လာကြည့်ကြပါမယ်နော်။အဲ့တော့ဒီမှာပုံမှာ တန်ခိုက်တုံးနှစ်တုံးကိုပေးထားတယ်ဒီမှာ not ပိုးနဲ့ sock ပိုးနဲ့เนาะကတ်ထားတဲ့အတွက်ကြောင့်မို့လို့ not ပိုးသူ sock ပိုးပြီးသွားနေတယ် magnetic field ရှိမယ်ဟုတ်ပြီအဲ့ဒီအခြေအနေမှာဆိုလို့ရှိရင်ねဒီမှာ wire ဂျိုးတစ်ချောင်းပေါ့เนาะ wire ဂျိုးတစ်ချောင်းကိုအပေါ်အောက်เนาะအပေါ်အောက်လှုပ်ပြလိုက်တယ်ဆိုလိုချင်တာကဒီ wire ဂျိုးဒီရွေရှားမှုရှိတယ်ဘလို့ရွေးရှာမှုလဲဆိုတော့အခုဒီ magnetic field နဲ့เนาะ တန်လိုက်စကွင်းနဲ့ဒေါက်မတ်ကြနေတဲ့ရွေးရှာမှုကိုလုပ်ပေးရမယ်။ဒါကအပေါ်ကနေကြည့်ထားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ဒေးတိုက်ကြည့်မယ်ဆိုလို့ရှင်တော့ဒီ wire ချိုးကအပေါ်နဲ့အောက်နဲ့ကိုပေါ့နော်။ဒီ magnetic field နဲ့ဒေါက်မတ်ကြနေတဲ့ပုံစံအတိုင်းရွေးရှာရမယ်တဲ့။ဒါဆိုလို့ရှိရင်တဲ့ဒီ wire ချိုးကနေပြီးတော့ induced voltage လို့ခေါ်တဲ့ electromotive force တခုထွက်လာတယ်။ဆိုလိုချင်တာဒီ wire ချိုးကနေလျှက်စထွက်လာတယ်ပေါ့နော်။ ါတော့ဒီနေ့အဖြစ်เนาะ generator တွေကနေပြီးတော့ CSS ကိုထုတ်ယူတာဖြစ်တယ်အင်မတန်ရိုးရှင်းပါတယ်เนาะသူ့မှာပါဝင်ရမယ့်ဟာတွေကကြတော့ဒီမှာ right hand rule ဆိုတဲ့အတိုင်းအတိုင်းပေါ့เนาะဒီညာဘက်လက်လေးကိုကိုစားပြုပြီးတော့ထားမယ်ပထမဦးဆုံး magnetic city magnetic city first finger ဆိုတဲ့လက်ညှိုးကိုကိုစားပြုရယ်เนาะလက်ညှိုးဖြစ်တယ်နောက်တစ်ခုကကြတော့ motion เนาะ အဗန်တာအဲ့တော့ magnetic c နဲ့ဒီက motion conductor ပေါ့ဒီဝါယာကြိုးရဲ့ရွေးရှာမှုဒီဒေါက်မတ်ကျနေတဲ့အခါမှာဆိုလို့ရှိရင်နောက်ဆုံးကိုယ်ရည်လူကျင်တဲ့ induce emf ဆိုတဲ့ဒီ voltage ပေါ့နော်ထွက်လာတာဖြစ်တယ်အဲ့တော့ဘိုအားတစ်ခုနဲ့နော်ဘိုအားတစ်ခုရဲ့စောင့်တို့မှုနဲ့ current ထွက်လာတယ်ပေါ့နော်အဲဒီသဘောတရားဖြစ်တယ်အဲ့တော့သိထားရမှာက ဒီ generator တွေကနေပြီးတော့လျှက်စစ်တပ်ထုတ်ယူတဲ့အခါမှာဆိုလို့ရှိရင် Flemings ရဲ့ right hand move ကိုအသုံးပြုထားတယ်။သူမှဘာပါဝင်လဲဆိုတော့ပထမဆုံးเนาะလက်ညှိုးကိုကူစားပြုတာက magnetic C ဖြစ်တယ်။အဲ့ magnetic C နဲ့ဓာတ်မတ်ကျပြီးတော့ရွေးရှာမှု wire ကြိုးရဲ့ရွေးရှာမှုရှိတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာလက်ကလေး induced EMF เนาะ middle finger second finger ကိုစားပြုတာက induced EMF ဆိုတဲ့ voltage တစ်ခုနဲ့တွန်းလိုက်တဲ့ current ကိုရလာမှာဖြစ်တယ်ပေါ့နော်။ဟုတ်ပါပြီ။ဒီနေ့ကတော့ Fleming Strike Hand Rule အကြောင်းကို sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။